ထရန်ဒီအာဖဂန်နစ္စတန်မှအီရန်ကိုတိုက်ခိုက်နိုင်ပါသလားမကြတဲ့မိကတရေများအရအမေရိကန်သမ္မတဒေါ်နယ်ထရန်ဒီအာဖဂန်နစ္စတန်ရှိအမေရိကန်အခြေစိုက်စခန်းများမှအီရန်ကိုတိုက်ခိုက်ရန်စီစဉ်နေပွဲရှိကြောင်းသိရသည်ရင်ကြောင့်တာလီဘန်တို့အလွန်ဒေါ်လာခွဲထွက်ခဲ့သည်ယခုအခါတာလီဘန်များသည်အာဖဂန်နစ္စတန်ကိုထိန်းချုပ်ထားပြီးအီရန်အားတိုက်ခိုက်ရန်အတွက်၎င်း၏မြေယာအသုံးပြုမှုကိုပြင်းပြင်းထန်ထန်ဆက်ကျင်နေရှိသည်အီရန်ကိုတိုက်ခိုက်ရန်အတွက်အာဖဂန်မြေကိုအမေရိကန်ကအသုံးပြုခွင့် ြုမိမဟုတ်ကြောင်းတာလီဘန်တို့ကပြောကြားခဲ့သည်ထို့သို့လှုပ်ဆောင်ခြင်းသည်အာဖဂန်အချုပ်အခြားအာဏာကိုချိုးဖျက်ပြီးဒေသတွင်း၌ဆိုးဝါးသောပြဿနာများဖြစ်ပေါ်လာနိုင်စေသည်ဟု၎င်းတို့ကတတိပေးထားသည်တခြားနီးစပ်ရာနိုင်ငံတွေကလည်းစိုးရိမ်နေပါတယ်အကယ်၍အမေရိကန်ကိုမကူညီရန်အီရန်က၎င်း၏အိမ်နီးချင်းများကိုတတိပေးခဲ့ပြီးအီရန်က၎င်းအားစစ်ပွဲတစ်ခုအဖြစ်သဘောထားမည်ဟုပြောကြားခဲ့သည်ဒါက6-11မှာပြည်ပကားတွေပိုဖြစ်စေနိုင်ပါသည် ထရန်ကအီရန်နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုနှစ်သက်တော်လဲပြင်းထန်သောတတိပိချက်များလဲပေးခဲ့သည်အီရန်ဒီနျူကလ িয়ার သဘောတူစာချုပ်အတိတ်ကိုသဘောမတူပါကကြီးစွာသောအန္တရာယ်ရှိကြောင်း၎င်းကပြောကြားခဲ့သည်တင်းလာနေတွင်အီဇရဲဝန်ကြီးချုပ်ဘန်ဂျမင်နာတာယာဟူးနှင့်တွေ့ဆုံစဉ်တွင်အမေရိကန်နှင့်အီရန်တို့သည်စနေနေ့တွင်တိုက်ရိုက်ဆွေးနွေးမှုများစတင်ပြီဖြစ်ကြောင်းထရန်ကပြောကြားခဲ့သည်ထရန်ကကျွန်တော်တို့ အီရန်နဲ့တိုက်ရိုက်ဆွေးနွေးနေပါတယ်သဘောတူညီချက်ကအခြားရွေးချယ်စရာတစ်ခုပိုကောင်းပါတယ်ဒါပေမဲ့ဆွေးနွေးပွဲတွေမအောင်မြင်ရင်အီရန်ဟာကြီးမားတဲ့အန်ဒီယာကြောက်တော့မှာဖြစ်ပါတယ်နျူကလ িয়ার လက်နက်မပိုင်ဆိုင်နိုင်ပါဘူးခုပြောကြခဲ့သည်နာတယာဟုသည်ရုတ်တရက်ဖိတ်ကြားခံရပြီးနောက်အင်ဖြူတော်တို့လာရောက်လက်ပတ်ခဲ့သည်လီဗျာတွင်ဖြစ်ပျက်ခဲ့သည့်အလားတူအီရန်နျူကလ িয়ার အစီအစဉ်ကိုလုံးဝဖယ်ရှားပြစ်မိသဘောတူညီချက်ကိုနာတယာဟုကထောက်ခံကြောင်းအစ္စရေးအကြီးအကဲအရာရှိသူကပြောကြားခဲ့သည် လူဒီထရန်တွေတွေ့အကြံဉာဏ်များကိုမျှဝေရန်စီစဉ်နေသည်လွန်ခဲ့သောရက်တရဘအနေငယ်ကထရန်ကတကယ်လို့အီရန်ကတဘောတူညီချက်မရရှိခဲ့ရင်အရင်ကလိုဘုံကျဲမှုတွေဖြစ်လာလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်အီရန်ကလည်းထိတ်တန့်ကောင်းဆုံးအယာတိုရာခါမီနီဒီအမေရိကန်နဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန်ညှင်းဆိုခဲ့ကြောင်းတတိပိခဲ့သည်သူတို့အမားလုံမိရင်ကျွန်တော်တို့ပြင်းပြတဲ့တန်တုတ်ပြန်ပါပါလို့ပြောကြခဲ့သည်အီရန်ဒီ၎င်း၏စစ်တပ်ကိုအပြစ်ဝတတိပေးထားသည် အမေရိကန်နဲ့အစ္စရေးတို့၏တိမာသောတိုက်ခိုက်မှုတွေမကြမီရောက်ရှိလာနိုင်ကြောင်းတတိပိခဲ့သည့်အနီးအနားရှိနိုင်ငံများသည်အမေရိကန်သို့မဟုတ်အစ္စရေးကိုမကူညီရန်ဒီရန်မှတတိပိခဲ့ပြီးသို့မဟုတ်ဘာက၎င်းတို့၏ပြင်းထန်သောအကျိုးဆက်များနှင့်ရင်ဆိုင်ရလိမ့်မည်ဟုပြောကြားခဲ့သည်အမေရိကန်ကလည်းအင်အားပြနေပါသည် B2 ဘုံကျဲလေယာဉ်များအခုအကအီရန်ကိုတိုက်ခိုက်ရန်လုံလောက်သောအနိကရှိနေသည့်ဒီအေဂိုဂါစီယာကျုံးမော်ရီရှိနေသည့်ဒေသများကဆိုသည်တချိန်တည်းတည်းမှာလည်း အီရန်ဗိုလ်ချုပ်ကြီးကာစင်ဆူလမန်နီကို2020ခုနှစ်တွင်တပ်ဖြတ်မှုအတွက်လက်စားချေရန်အီရန်တမဒထရန့်ကိုလှုပ်ကြံရန်စီစဉ်နေနိုင်သည်ဟုထောက်လိုက်တဲ့အစ်စ်များကထုတ်ပေါ်လာသည်။အစ်စ်တွင်နေတန်ယာဟုကလည်း PRP ခံရသည်။ပြစ်ခတ်ရစရေးပြတ်သွားပြီးနောက်ဒဇဂန်59ဦးကိုဟာမတ်စ်ကဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ဣဇရေလနိုင်ငံတော်မှာထောင်နဲ့ချီတဲ့လူတွေကဆန္ဒပြပြီးအရေးယူဖို့တောင်းဆိုခဲ့ကြပါတယ်။သို့တော့ဟာမတ်စ်ပြန်လုံလုံလည်လည်ဆုံနေတဲ့အထိ စစ်ပွဲဆက်လက်ရှိနေဦးမည်ဟုနတ်တရားဟုပြောကြားခဲ့သည်။အာဖဂန်နစ္စတန်ကနေအီရန်ကိုတိုက်ခိုက်မယ်လို့အမေရိကန်ကတရားဝင်အတည်ပြုချက်မရှိသေးပါဘူး။ဒါပေမဲ့အခြေအနေကတင်းမာပြီးမြန်မြန်ဆက်ဆံပြောင်းလဲနေနိုင်ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးဖို့စီစဉ်ထားပေမဲ့အများကြီးမားသွားနိုင်ပါသေးတယ်။